နိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးတွေကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့ဧပြီလ2ရက်ဗုဒ္ဓဘုန်းကြီးအတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ ိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့ဥက္ကဋ္ဌနဲ့အထွေထွေအတွင်းမှုချုပ်တို့ကငလျင်တန်ကြောင့်ထိခိုက်ခဲ့ရတဲ့မြန်မာပြည်သူများအတွက်ဝမ်းနည်းကြောင်းတဝန်လာပေးပို့လိုက်တဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရကနိုင်ငံလုံးဆိုင်ရာပြည်သူဝမ်းနည်းကြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရတတပတ်ကျင်ညာလိုက်တဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ30မြင်းဆောင်2025အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့အကြပ်ဖက်စစ်ကောင်စီက ဒကြံမနဲ့စောက်ဖို့အတွက်ဆိုပြီးကျုံးပေးမှာနေထိုင်တဲ့ငလျင်ဘေးသစ်ပြည်သူတွေကိုဖယ်ခိုင်းနေတဲ့တည်းတရုတ်နိုင်ငံချက်ချင်းဒီအတင်းရဲ့ထောက်ပံ့ရေးကားကို အကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်လမ်းခီးကနေလှက်ပြန်ခဲ့ရတဲ့တည်းမင်းတပ်မျိုးကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့တည်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ ဆရာနာရှင်တော်လိုင်းဆန္ဒပြလူထုတပိတ်တည်နေပဲဖြစ်ပါတယ်ရှင်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တည်ကတော့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့ဥက္ကဋ္ဌနဲ့အထွေထွေအတွင်းရေးမှူးချုပ်တို့ကငလင်တန်ကြောင့်ထိခိုက်ခဲ့ရတဲ့မြန်မာပြည်သူများအတွက်ဝန်ထဲချောင်းတဝန်လာပေးပို့လိုက်တဲ့တည်မဲဖြစ်ပါတယ်ရှင်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဥက္ကဋ္ဌမက်တန်ဒေါက်တာတူလီယာအဆန်နဲ့အထွေထွေအတွင်းရေးမှူးချုပ်မစ္စတာမာတင်ချွန်ကွန်တို့က အင်အားကြီးငလင်တန်းကြောင့်ထိခိုက်ခဲ့ရတဲ့မြန်မာပြည်သူများအတွက်ဝန်ထဲကြောင့်တဝင်လွန်အားပြောင်စွတ်လွတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကျင်းညွတ်ထံပေးပို့လိုက်ပါတယ်တော်လာမှာနိုင်ငံတကာပါလီမန်များအဖွဲ့နဲ့အဖွဲ့ဝင်ပါလီမန်များကိုစားကျွန်ုပ်တို့အနေနဲ့အင်အားကြီးငလင်ကြောင့်မမျော်လင့်သောပျက်စီးဆုံးရှုံးမှုများခံစားခဲ့ကြရတဲ့မြန်မာပြည်သူများနဲ့လူကြီးမင်းအတွက်ကိုချင်းစာမှုနဲ့ဝန်ထဲမှုကိုဖော်ပြလိုပါကြောင်းအသက်ဆုံးရှုံးမှုနေရာအနှံ့ပျက်စီးမှုများနဲ့ အလိုအဆုံးသူများထံသို့အကူအညီများရရှိရေးဆိုင်ရာစိန်ခေါ်မှုများအတွက်အလွန်စိတ်မကောင်းဖြစ်ရပါကြောင်းဖော်ပြထားပါတယ်။ဒါအပြင်ယခုတဘာဝဘေးအန္တရာယ်ကြောင့်ချစ်ရသူများဆုံးရှုံးခဲ့ရသောဆွေမျိုးသားချင်းများအတွက်ဝမ်းနည်းကြေကွဲကြောင်းနဲ့ CRPH ဥက္ကဋ္ဌကြီးမြမပြည်သူများနဲ့အတူရည်တည်လျက်ရှိကြောင်းလည်းဖော်ပြထားပါတယ်။ပြည်သူ့လွှတ်တော်ကိုစားပြု ကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ကယခုကဲ့သို့စာနာနားလည်မှုနဲ့ဝမ်းနည်းမှုတို့အတွက်ကျေးဇူးတင်ရှိပါကြောင်း ယခုကဲ့သို့မမျော်လင့်သည့်အခြေအနေကိုကြုံတွေ့နေရပြီးငလျင်ကြောင့်ထိခိုက်ခံစားခဲ့ရတဲ့မြမပြည်သူများအတွက်လိုအပ်တဲ့အကူအညီများမြ мян ဆန်ဆန်ရရှိနိုင်ရေးနိုင်ငံတကာလွှတ်တော်အသိုက်အဝန်းကကိုကြီးဆောင်ရွက်ပေးစီလိုကြောင်းပြန်လည်ပေးပို့ခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ငလျင်တန်းကြောင့်ထိခိုက်နေရတဲ့ပြည်သူများကိုကဲတင်နိုင်ရေးအတွက်စစ်ဆင်ရေးကိုရန်နာထားမယ်လို့ကြေညာခဲ့ပေမဲ့အာနာသိစစ်တပ်ကနိုင်ငံတော်အလေးချောင်းဖြင့်ဆက်လက်တိုက်ခိုက်နေခြင်းကြောင့်နိုင်ငံတကာကဖြစ်နိုင်သမျှနှိမ့်လန့်လို့ဖြင့် ဖိအားပေးကြရန်အတွက်လဲတောင်းဆိုတိုက်တွန်းခဲ့ပါတယ်။ပြန်ဆွတ်လွတ်တော်ကိုစားပြုတ်ကော်မတီအနေနဲ့ငလင်တန်းကြောင့်ထိခိုက်ခဲ့ရတဲ့ပြည်သူများကိုကယ်တင်နိုင်ရေးအကူအညီများရရှိရေးအခြေအနေမှန်များကိုနိုင်ငံတကာအတိုင်းအဝိုင်းကသိရှိစေရေးတို့ကိုစတင်ဖြစ်ပေါ်တဲ့အချိန်မှစပြီးမြို့သားညီညွတ်ရေးအစိုးရနဲ့အတူပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့မြို့သားညီညွတ်ရေးအစိုးရကနိုင်ငံလုံးဆိုင်ရာပြည်သူ့ဝန်ထဲကြီးကွယ်မှုနဲ့နှစ်သိမ့်အားပေးမှုရတရပတ်ကျင်းပလိုက်တဲ့တဲ့ငါပဲဖြစ်ပါရဲ့ရှင်မြန်မာညီညွတ်ရေးအစိုးရကနိုင်ငံလုံးဆိုင်ရာပြည်သူ့ဝန်ထဲကြီးကွယ်မှုနဲ့နှစ်သိမ့်အားပေးမှုရတရပတ်ကိုဒီနေ့ရက်စွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ထုတ်ပြန်ချက်ထဲမှာလက်ရှိကာလပူဆွေးနေရမှုများအတွက်ပြည်သူမှပြည်သူတို့အချင်းချင်းအားပေးနှစ်သိမ့်ရန်မြန်မာညီညွတ်ရေးအစိုးရအနေဖြင့်ဧပြီလ23ရက်ကနေ 20ရက်အထိကိုနိုင်ငံလုံးဆိုင်ရာပြည်သူ့ဝန်ထဲကြေကွဲမှုနဲ့နှစ်သိမ့်အားပေးမှုရတရပတ်အဖြစ်သတ်မှတ်လိုက်တယ်လို့ဖော်ပြထားပါတယ်။အဆိုပါကာလအတွင်းပြည်ရင်းပြည်ပကနေပြည်သူများအနေဖြင့်ပြည်သူ့မှပြည်သူတို့နှစ်သိမ့်အားပေးခြင်းများကိုတဦးချင်းအနေဖြင့်ဖြစ်စေအစိုးဖွဲ့များအနေဖြင့်ဖြစ်စေကုသိုလ်ကောင်းမှုစုတောင်းမှုငလျင်တန်ခံပြည်သူများအားစာနာရိုင်းပင်ကြောင်ပြသတဲ့လှုပ်ဆောင်မှုများကိုဆောင်ရွက်ပေးကြဖို့အတွက်လဲတိုက်တွန်းနှိုးဆော်ထားပါတယ်။ ငလင်တန်နဲ့ဆရာနာရှင်ညှဉ်းပန်းခံပြည်သူများနဲ့အတူတကွရက်တီချောင်းနဲ့ဆုံးရှုံးမှုများအတွက်ဆန္ဒချောင်းကိုပြသတဲ့အနေနဲ့မြို့သားညီညွတ်ရေးအစိုးရနဲ့နိုင်ငံရေးဝန်ကြီးဌာနကိုယ်စားလှယ်ရုံးများတန်တမန်ရုံးများသို့မဟုတ်တတ်မှတ်ထားတဲ့စုစည်းရာနေရာများမှာဝန်내မှတ်တမ်းများရေးထိုးခြင်းဝန်내ချင်းပန်းပွင့်ပန်းစီပန်းချင်းများပေးပို့ခြင်းမိမိနေထိုင်ရာတိုင်းပြည်များရဲ့တလိထုံးစံများနဲ့အညီစုဝေးစုတောင်းမေတ္တာပို့သမှုလှူဆောင်ခြင်း အသက်ဆုံးပါသွားတဲ့ပြည်သူများနဲ့ကြံရည်သူမိသားစုများအတွက်အောက်မေ့တတိယခွန်အားယူဆုတောင်းပွဲများပြုလုပ်ခြင်းရေစက်ချအမျှဝေခြင်းတပ်ဆိုင်ရာဘာသာလိုက်ဆုတောင်းမြတ်တာပို့သခြင်းကုသိုလ်ကောင်းမှုရည်စူးပြုလုပ်ခြင်းထိခိုက်ခံစားရသူများအားစာနာနားလည်အားပေးမှုကိုနိုင်ငံတွင်နိုင်ငံပြင်ပမှာနိလန်အမျိုးမျိုးဖြင့်ပြုလုပ်ခြင်းမြန်မာပြည်အရေးကိုစေကောင်းစေတနာကောင်းဖြင့်ကူညီနေတဲ့နိုင်ငံတကာရှိလူပုဂ္ဂိုလ်အဖွဲ့အစည်း ိုင်ငံတကာအစိုးရများနဲ့အတူဝန်ထဲချောင်းပြသမှုနှစ်သိမ့်မှုစွတ်တောင်းမှုများကိုအတူတကွလှုံ့ဆော်ခြင်းတို့ဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့စိုးမိုးနယ်မြေများမှာငလင်ဘေးသင့်လူမှုကို82နှစ်နာရီအတွင်းကုညီကယ်ဆယ်မှုများအပြည့်အဝအားဆိုင်လုံနိုင်ခဲ့တော်လဲအကြံဖတ်စစ်ကောင်စီစိုးမိုးဒေတာများမှာကိုထိလက်ရဝင်ရောက်မကူညီနိုင်ခဲ့တဲ့အတွက်များစွာဝန်내စိတ်မကောင်းဖြစ်ရပြီးငလင်ဘေးသင့်ပြည်သူများကိုလေးနက်စွာတောင်းပန်အပ်တယ်လို့ဖော်ပြထားပါတယ်။ ဒါပြင်အကြံဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုစစ်ကြောင်းထုတ်မှုရွာကြီးများကိုမိရှို့ဖျက်ဆီးမှုများကြောင့်လည်းအသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတယ်ဆိုတာနဲ့ငလင်ဘေးတံခံရချိန်မှာလေကြောင်းတိုက်ခိုက်မှုများကိုနေ့စဉ်ရက်ဆက်လူသားမဆန်စွာလှုပ်ဆောင်နေသေးပင် ဖြစ်တယ်လို့ဖော်ပြထားပါတယ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ရင်းဖြစ်ရများအားလုံးကိုဘယ်သောအခါမှမေ့ပျောက်မှာမဟုတ်ဘူးဆိုတာနဲ့အစိုးရဖြစ်ရများအတွက်တရားမျှတမှုပြန်လည်ရရှိရေးအတွက်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အမျိုးသားညီညွတ်ရေးအစိုးရတစ်ဆယ်မြင်းဆောင်2025အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်ခဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့တစ်ဆယ်ပြင်းဆောင်2025အစိုးရအဖွဲ့အစည်းအဝေးကို ဧပြီလ၁ရက်မနက်၁၀နာရီမှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးကိုယာယီသမ္မတဒေါ်လာလက်ရှိလာပြည်အောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းနဲ့ပြည်အောင်စုဝန်ကြီးများဒုဝန်ကြီးများတက်ရောက်ခဲ့ပါတယ်။အစည်းအဝေးမှာယာယီသမ္မတဒေါ်လာလက်ရှိလာကအဖွဲ့မိကွန်ပြောကြားခဲ့ပြီးတဲ့နောက်ပြည်အောင်စုဝန်ကြီးချုပ်ကမိကွန်ပြောကြားခဲ့ပါတယ်။ယာယီသမ္မတဒူဝါလက်ရှိလာကဇဂိုင်းနဲ့မန္တလေးတို့ဟာကျွန်တော်တို့နိုင်ငံရဲ့တကယ့်မြို့ကြီးတွေဖြစ်ပါတယ်။တမိုင်းဆိုင်ရာအမွေနှစ်နဲ့ဘာသာရေးဆိုင်ရာအမွေနှစ်တွေလည်းနှစ်ပေါင်းရာချီတက်တန်းရှိတဲ့ တမိုင်းအမွေနှစ်တွေကံရောင်တရှိရာမြို့ကြီးတွေဖြစ်ပါတယ်2025ခုနှစ်စကိုင်းပြည့်၍ငလျင်ကြီးဟာ2008ခုနှစ်ကဖြစ်ပွားခဲ့တဲ့နာခက်မုံတိုင်းအပြီးနောက်ပိုင်းမှာကျွန်တော်တို့နိုင်ငံအတွက်အဆိုးရွားဆုံးနဲ့အပြင်းထန်ဆုံးသောသဘာဝကပ်ပေးကြီးဖြစ်တယ်လို့ပြောနိုင်မယ်ထင်ပါတယ်ငလျင်ဘေးတံကိုခံစားရတဲ့ပြည်သူတွေရဲ့မျက်ရည်တွေနဲ့ဝမ်းနည်းပူဆွေးမှုတွေကိုကျွန်တော်အနေနဲ့ထပ်တူခံစားဝမ်းနည်းမိပါတယ်တစ်ဖက်မှာလည်းစစ်ကောင်စီရဲ့အာဏာသိမ်းမှုနောက်ဆက်တွဲအကျိုးဆက်တွေကိုပြည်သူတွေဟာ လူတီထပ်ပို့ပြီးအမြောက်အများခန်းစားနေကြရတယ်ဆိုတာတွေးမိပြီးခံပြင်းမိတာတွေလည်းရှိပါတယ်ဒီစစ်အာဏာရှင်စနစ်ဆိုးကိုအမြန်ဆုံးမချေမုန်းနိုင်တဲ့၍ပြည်သူလူထုခန်းစားရတဲ့ဒုက္ခတွေဟာတတိတိနဲ့ဒစိမ့်စိမ့်ခန်းစားနေရတယ်လို့ဖြစ်နေမယ်လို့ယူဆပါတယ်လို့ပြောကြပါတယ် ပြောင်းစုံဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းဟာကျွန်တော်တို့အစိုးရအနေနဲ့ငလျင်ဖြစ်ပေါ်ပြီး၃နာရီအတွင်းမှာပဲအရေးပေါ်အစည်းအဝေးကိုချက်ချင်းခေါ်ယူခဲ့ပြီးအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာပေါင်းဆက်ညီနိုင်ရေးကော်မတီနဲ့လုပ်ငန်းစဉ်တွေကိုအမြန်ဆုံးစတင်မှုစီမံနိုင်ခဲ့ကြပါတယ်။ဒီ၄၅ရက်အတွင်းမှာလည်းတက်ဆိုင်ရာဝင်ကြီးဌာနတွေအနေနဲ့လိုအပ်တဲ့လုပ်ငန်းဆောင်တာတွေကိုဌာနလိုက်အလင်းအမြန်လှုပ်ဆောင်နေတာတွေကိုလည်းတွေ့ရလို့ဝင်ကြီးဌာနတွေကိုလည်းကျေးဇူးတင်ပါတယ်။ တကယ်တော့ဒီလိုသဘာဝဘေးအန္တရာယ်မျိုးဟာတိုင်းပြည်ပုံမှန်အခြေအနေမှာရှိရင်တော့တော်တော်လေးဝန်ဝန်ကြိုးပမ်းဖြေရှင်းကြရမယ်သဘာဝဘေးတစ်ခုဖြစ်ပါတယ်။အခုလိုအကြမ်းဖက်စစ်တပ်ကတိုင်းပြည်အာဏာကိုမတရားလုယူဖို့ကြိုးပမ်းနေတဲ့အချိန်တစ်ဖက်မှာလည်းပြည်သူအာဏာပြည်သူလက်ဝဲပြန်ရောက်ရှိပြီးခေအဆက်ဆက်ပြည်သူကိုညှိနှိုင်းနှိပ်စက်မဲ့ဆန္ဒရှင်မျိုးမရှိစေရတဲ့အတွက်တော်လိုင်းရင်ဆင်ရဲနေရချိန်မျိုးမှာဒီလိုသဘာဝဘေးအန္တရာယ်ကြုံရတာနိုင်ငံအတွက်အင်မတန်ဝမ်းနည်းမိပါတယ်။ ကိုဗစ်ဆိုတဲ့ကပ်ရောဂါဘေးရောဂါတောင်မပြည့်စုံတော့လဲမြစ်တာနဲ့စီမံဥဆောင်ပေးခဲ့တဲ့ရရသားအစိုးရလက်ထက်မှာပြည်သူတွေဟာညင်ညင်ညာညာနဲ့အတူယုံကန်ခဲ့ကြတဲ့နိုင်ငံဖြစ်တာမို့ဒီလိုသဘာဝဘေးရန်တွေကိုလည်းပြည်သူအပေါ်အမှန်အကန်စိတ်စေတနာရှိတဲ့အစိုးရနဲ့တက်ကြွပြီးအမြင်ကျတဲ့ပြည်သူတွေပူပေါင်းပြီးအထီးခိုက်နေအောင်ကြော်လာနိုင်ကြမှာဖြစ်ပါတယ်အခုတော့ကိုဗစ်ကာလအတူတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေအပါအဝင် volunteer လုပ်ခဲ့တဲ့လူငယ်တွေအကုန်လုံးဟာ တောတွေတောင်တွေထဲမှာနိုင်ငံကို ပြန်လဲကဲတင်မှုတနက်ပိုင်းနေကြရတာဖြစ်ပြီး private heater စိတ်အပြည့်ရှိသူပြည်သူတွေဟာလည်းတချို့ဆိုထောင်ထဲရောက်တချို့ဆိုထွက်ပြေးရနဲ့ဒီလိုအချိန်မှာတက်ညီလက်ညီဝိုင်းဝန်းမှုအခြေအနေတွေမရှိတာဖြစ်လို့ကိုကြီးကစေးလုပ်ငန်းတွေမှာထင်တာတစ်ထပ်ပို့ပြီးအဆုံးရှုံးများမယ်လို့ထင်ပါတယ် ဒါအပြင်အကြဖတ်ဆဲအုပ်စုရဲ့လူမဆန်တဲ့ပိတ်ဆို့မှုတွေညံ့ဖျင်းပြီးစိတ်ဆင်နာခေါင်းပါတဲ့စီမံခန့်ခွဲမှုတွေကြောင့်လဲတိုင်းပြည်ဟာပုံမနစ်နာအောင်မှဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။အစည်းအဝေးမှာပြည်ထောင်စုနယ်လူမှုကြီးကြရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးလွင်ကိုလက်ကအခွန်ခိတ်များစစ်စစ်နိုင်ရင်းနဲ့အခွန်စနစ်တက်မှတ်ထိန်းချောင်းနိုင်ရင်းတင်ပြခြင်းငလင်ဘေးဒဏ်တုံ့ပြန်ခြင်းကိစ္စနဲ့တင်ဆောင်သူများအတွက်ဝန်ထဲကြေကွဲခြင်းရတရပတ်တက်မှတ်လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတင်ပြဆွေးနွေးခဲ့ကြပါတယ်။အရင်က ပြည်အောင်စုဝင်ကြီးချုပ်ကတင်ပြလာတာတွေကိုပြန်လည်ရှင်းလင်းဆွေးနွေးပြီးရှားဤသမရကမိကုံချုပ်အမားစကားပြောကြားကအစီအဝေးကိုရုပ်သိမ်းခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကျန်းဖက်စစ်ကောင်စီကတကြံမန်းနဲ့စောက်ဖို့အတွက်ဆိုပြီးဂျုံပေးမှနေထိုင်တဲ့ငလင်ဘေးတင်ပြည်သူတွေကိုဖက်ခိုင်းနေတဲ့တွင်ပဲဖြစ်ပါတယ်ရှင်။အကျန်းဖက်စစ်ကောင်စီကတကြံမန်းနဲ့စောက်ဖို့အတွက်ဆိုပြီးဂျုံပေးမှနေထိုင်တဲ့ငလင်ဘေးတင်ပြည်သူတွေကို ခက်ခိုင်းနေရလို့ဒေတာခန်တအိုးက PPTV ကိုပြောပါရယ်။ကျုံးဝေးမာနေတဲ့ငလင်တန်ဘေးသစ်ရှောင်းနေသူတွေကိုအကုန်လုံးကိုဖယ်ခိုင်းနေပါရယ်။ဘာလဲဆိုတော့မနဲ့ဆောင်မလို့ဆိုပြီးလာဖယ်ခိုင်းနေလို့ကြားပါရယ်။မနေ့ကဖယ်ခိုင်းနေတာပါလို့အဆိုပါဒေတာခန်ကပြောပါရယ်။အင်အားဖြင့်ငလင်ကြောင့်မန္တလေးမြို့အပါအဝင်မန္တလေးတိုင်းအတွင်းတည်ဆုံးသူအများပြားရှိနေပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုနိုင်ငံတကာအဖွဲ့တွေကလှုံ့ဆော်နေချိန်မှာအကြမ်းဖက်စစ်ကောင်စီကအခုလို့ ငလင်တန်တဲ့ပြည်သူတွေကိုပျော်ပွဲရှင်ပွဲအတွက်နေရာဖဲခိုင်းတာတွေလှုပ်ဆောင်နေရပါ။အင်အားပြည့်ငလင်ကြောင့်လူထောင်ပေါင်းများစွာတေဆုံးနေရသလိုအပြက်စီးတွေကြားကကယ်ဆယ်ရေးတွေလှုပ်ဆောင်နေချိန်မှာပဲအချမ်းဖက်စစ်တပ်ကတော့တကြံပွဲကိုဆက်လုပ်သွားမှာဖြစ်တယ်လို့မင်းကထုတ်ပြန်ထားပါတယ်။ဒါအပြင်အချမ်းဖက်စစ်ကောင်စီကမန္တလေးမှာငတ်တင်တန်ကြောင့်ပြိုကျပျက်စီးနေတဲ့အိမ်တွေကို15ရက်အတွင်းအင်ရှင်တွေကရှင်းလင်းရမယ်လို့ဖိအားပေးနေကြောင်းလဲဒေသခံတွေကပြောပါရယ်အိမ်တွေကိုဒီနေ့ဒါမှမဟုတ်မနေ့ပြန်အကုန်လုံးလာရှင်းမယ် လာဖြတ်မယ်ပေါ့အဲ့ဒါအဖြတ်မခံခြင်းဘူးဆိုရင်15ရက်အတွင်းကိုယ့်ဘာသာဖြတ်ရမယ်လို့ပြောလာပါတယ်လို့မင်္ဂလိဒေတာခန်တူကပြောပါတယ်အင်အားပြင်းငလင်ကြောင့်မြန်မာပြည်တွင်ပျက်စီးဆုံးရှုံးမှုတွေကိုသတင်းလာရောက်ယူဖို့အတွက်နိုင်ငံတကာသတင်းဌာနအသီးသီးရဲ့တောင်းဆိုမှုတွေကိုဂျက်ဖတ်စစ်ကောင်တီကပယ်ချနေပါတယ်ရှင် လာတင်ဆက်ပေးခြင်းတဲ့တင်ကတော့တရုတ်နိုင်ငံစစ်ချင်းဒီအတင်းရဲ့ထောက်ပံ့ရေးကားကိုအကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်လန်ခီကနေလှည့်ပြန်ရတဲ့တင်ပဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံကငလျင်ဘေးတင့်ပြည်သူများအတွက်တရုတ်နိုင်ငံစစ်ချင်းဒီအတင်းရဲ့ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာတဲ့ကားကိုအကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်လန်ခီကနေလှည့်ပြန်လာခဲ့ရတယ်လို့ TNL ကမင်းညကထုတ်ပြန်ပါတယ်။ ရှင်နှန်းများကမန္တလေးမြို့ကိုခီးဆက်သွားမယ့်အကြောင်းကိုစစ်ကောင်စီထံသတင်းပေးပို့ခဲ့ပြီးဖြစ်တော်လဲယခုကဲ့သို့လန်ခီမှာပြစ်ခတ်ခံခဲ့ရပြီးနောက်ချုံမြို့သို့ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ TNLA ကထုတ်ပြန်ခဲ့တာပါတရုတ်နိုင်ငံကြက်ချင်းနေအသင်းမှမြန်မာနိုင်ငံငလျင်ဘေးတင်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတည်ဆောင်လာတဲ့ရင်းနှန်းကိုစီကမန္တလေးမြို့သို့သွားရောက်စဉ်ဧပြီလ၁ရက်ည9:22မိနစ်မှာညောင်ချုံမြို့အုံမတီကြီးရွာအရောက်အကြမ်းဖက်စစ်ကောင်စီရဲ့ပစ်ခတ်ခြင်းကိုခံခဲ့ရတာပါ လက်ရှိမှာတော့တန်းတက်မတော် DNL ကအဆိုပါရင်ကိုးစည်းကိုကာကွယ်စောင့်ရှောက်ပေးထားပြီးလိုရာခီးကိုပို့ဆောင်ပေးသွားမယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့မင်းတက်မျိုးကိုအကြံဖက်စစ်ကောင်စီက Jet Fighter နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။ချင်းပြည်နယ်မင်းတပ်မျိုးကိုအကြံဖက်စစ်ကောင်စီက Jet Fighter နဲ့ပေါင်900ဘုံနှလုံးကိုလေကြောင်းကနေမနေ့ကလာရောက်ကျဲချသွားတယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရပါဗျ။ အကြမ်းဖက်စစ်ကောင်စီကဧပြီလ1ရက်ညနေ6:25မိနစ်အချိန်မှာလာရောက်တိုက်ခိုက်သွားတာပါ။မနေ့ညနေကတိုက်ခိုက်မှုမှာနေအိမ်အဆောက်အဦများထိခိုက်ပျက်စီးမှုရှိခဲ့ပြီးလူထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ပထမအချိန်ဘုံကျဲတယ်၊တိတ်မကြဘူး၊ထက်လာကျဲသေးတယ်လို့မင်းတက်မျိုးပကဖတာဝန်ရှိသူတို့ကပြောပါတယ်။မင်းတက်ပါဖာကမြို့ပေါ်နေပြည်သူများကိုအကြဖတ်စစ်အုပ်စုရဲ့လေချောင်းအနေရကိုအထူးသတိထားကြရန်အတိပေးနှိုးဆော်ထားပါတယ် မလ28ရက်ကဖြစ်ပွားခဲ့တဲ့ငလျင်ဘေးကြောင့်အမျိုးသားညီညွတ်ရေးအစိုးရနဲ့ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကတစ်ဖက်သက်အပြစ်ရစဲကြောင်းကြီးညာထားပေမဲ့လည်းအကြမ်းဖက်စစ်ကောင်စီကတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုစက်တိုက်ပြုလုပ်နေတာပါခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချီးမွမ်းရေးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ ရင်းမပင်မြို့နယ်မှာအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုတ်လုခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုတ်လုခဲ့ကြတာပါ။ရင်းမပင်မြို့နယ်ရဲ့နောက်ပြန်မလှည့်ချင်းဒီတော်လှန်ရေးတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုတ်လုခဲ့ကြပါတယ်။ ဒေါ်လာပြည်သူတွေကနောက်ပြန်မလဲကြီးဒီဒေါ်လာရဲ့တပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားတွေကန်ဆောင်ပြီးအကြမ်းဖက်ဆက်တက်ကြဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအွန်လိုင်းလွှင့်ပြီးဒေါင်းသွင်းနေတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြဆောင်ရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။စနပြတော်လန်ပြည်သူတွေကအွန်လိုင်းလွှင့်မီတောင်းသွင်းနေတဲ့ဒပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တက်ကြဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဆန္ဒပြတော်လှန်ပြည်သူတွေကနေမြင်မငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်ဆက်တက်ကြဆုံးရေးဆန္ဒပြတပိတ်ကိုနိုင်စင်ပြုလုပ်နေကြတာပါ။ဒါကတော့ဧပြီလ2ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။